ရွှေကိုပေါ့နော်မြေမှုန့်ကဲ့သို့ကြောက်စရစ်ကဲ့သို့ပေါများစေတဲ့အရာပေါ့နော်အဲ့လိုလေခေါင်းစဉ်လေးပြီးထားတယ်ရွှေဆိုတဲ့အခါမှာထိုးခစ်တော့ဆိုလက်ကင်မွားလေးနဲ့ထုတ်ပြီးတော့မှနော်အခုဆိုမိကန်တစ်တာလေးထဲမှာကြက်ကြက်နနအဲ့လိုမျိုးထက်နော်ဟိုထက်ထက်ထက်ထုတ်ပြီးတော့မှတိမ့်ထားတဲ့အရာတို့ပေမဲ့ဖျားခင်ကပြောလဲဆိုတော့ရွှေကိုမြေမှုန့်ကဲ့သို့ကြောက်စရစ်လမ်းဘေးမှာကြောက်စရစ်ခဲလို့မျိုးပေါများစေရမယ်တဲ့နော် အဲ့လိုမျိုးပြစ်ဆက်လက်ခတ်ထားတဲ့အရာတွေလို့ဖြစ်စေမဲ့အရာပေါ့နော်ရွှေကိုဆိုပြီးတော့တမန်ကျမ်းစာမှာပြောထားတဲ့ကျမ်းချက်လေးတစ်ခုနဲ့အတူတူကခွန်အားယူကြရအောင်နော်ယောဘခန်းကြီး22ငယ်21ကနေ24ဖျားသခင်နဲ့အကျွမ်းဝင်၍မိတ္တဟာယဖွဲ့လို့ထို့တို့ပြုမှ ကောင်းစားခြင်းတို့ ရောက်ရလိမ့်မည်နောက်တော်ထက်တရားကို ခံယူ၍စကားတော်ကိုနှလုံး၌တွင်းပါလော့ အနန္တတကုရှင်ထံသို့ပြန်လာလျင်တိဆောက်ခြင်းရှိလိမ့်မည်တင့်အိမ်မှဒူးစရိုက်ကိုဖယ်ရှားလျင်ရွှေကိုမြေမှုန့်ကဲ့သို့၎င်းအောဖိယရွှေကိုမြင့်၌ရှိသောကြောက်စရစ်ကဲ့သို့၎င်းတူထားရလိမ့်မည်သောအခါအနန္တတကုရှင်သည်တင်၌ရွှေရတနာတင်သုံးရသောငွေပန္နာဖြစ်တော်မူလိမ့်မည်အာမင်ဖျားသခင်က သူနဲ့မိသဟာယဖွဲ့ပါတဲ့နော်ကျမတို့မိဆွေဖွဲ့လို့ရှင်လောကစကားမှာတော့မှာပဲရှိသေးရဲ့လीနော်မကောင်းတဲ့လူတွေနဲ့မတွဲနဲ့ပြက်စီးမယ်နော်အပေါင်းသင်းရအရန်ရေးကြီးရမိဘတွေကသာသမီတို့စုံးမာလीနော်အခုချိန်ကာလဆိုလို့ရှင်မျက်စိနဲ့မြင်နိုင်တဲ့အပေါင်းသင်းရှိတယ်လို့မျက်စိနဲ့မမြင်ရပဲနဲ့ messenger နဲ့လေလိုင်းတွေကနေလာတဲ့အပေါင်းသင်းတွေလေကိုသာသမီကို ဖုန်းနဲ့ရနေတဆင့်ဖြတ်စည်းနိုင်တဲ့နီးလန်းတွေမရှိနေဘူးလားရှိနေတယ်အားကြောင့်မို့လို့ကျမတို့ဒီယုံကြည်သူညီကိုမောင်မဖျားသားသမီးတွေဖျားခင်ကိုတည်တော်သူတွေအင်မတန်မှတမတတိရှိပြီးတော့ဖျားခင်ရပါတယ်မချမ်းမလက်ဆုတောင်းပတ္ထနာပြုပြီးတော့တမတတိရှိပါမအိတ်ခွဲစောင့်နေပါသင်တို့ရန်သူကနော်ဟောက်တော့ချင်တဲ့ကဲ့သို့အဘယ်သူကိုမြို့မလဲဆိုတာလှဲ့လေပြီးချောင်းမြောင်းနေတယ်ဆိုတဲ့အခါမှာဒီတမတရား နော်စစ်မှန်တဲ့တမာဆိုတာစစ်မှန်တဲ့တရားကနော်ဒီမီဒီယာအားဖြင့်နော်မြေပြင်အားဖြင့်နော်မျိုးစစ်ကျဲနေတယ်လို့မျိုးပဲနော်လွဲမတဲ့ဩဝါဒတွေမကောင်းတဲ့မိစ္ဆာအယူဆတွေနော်မကောင်းတဲ့အပေါင်းအသင်းတွေကလည်းပဲကျမတို့မျက်စိနဲ့မမြင်ရဘူးတွေ့လည်းမတွေ့ဘူးဒါပေမဲ့ကိုယ့်ရဲ့သားသမီးနဲ့အပေါင်းအသင်းဖြစ်မစင်ကြတဲ့မှာခင်နေတယ်အပေါင်းအသင်းအရန်အရေးကြီးတယ်ဒီကာလမှာကလေးတွေကိုဆွဲချတဲ့အရာတွေလူငယ်တွေကိုဘာဖြစ်လဲသူက ခိုးမယ်နော်ပျော်ရွှင်ခြင်းကိုခိုးယူမယ်နော်တတ်မယ်ဖြတ်စီးမယ်နော်သူ့ရဲ့လောက်ရက်ကအထီးအရာတွေလှုပ်ဖို့လို့အတွက်မြင်နိုင်တဲ့အန္တရာယ်ရှိသလိုမမြင်နိုင်တဲ့အန္တရာယ်ကလည်းမျက်ဥများစွာလေလိုက်ထဲမှာမျိုးစီးတွေနော်ကျဲနေတာတွေ့ရတယ်ပေါ့စမ်းစာမှာဆိုရင်တော့ဘုရားခင်ကပြောလဲနော်တောမျိုးစီးလေလောက်တဲ့လူကစဘာမျိုးကိုကျဲသွားတယ်ဒါမဲ့နောက်ကြာလာတဲ့အခါမှာပေါင်းမင်တွေများကြီးထလာတယ် ီပဟုမင်တွေကဘသူကျဲတာလဲဆိုတဲ့အခါမှာစာရမဏတ်ကကျဲသွားတာတဲ့နော်အဲ့တော့ဒီတောမျိုးစီနဲ့နော်ကောင်းတဲ့စဘာစီနဲ့ရောပြီးတော့ပေါက်နေတယ်ဘလို့လို့ရမလဲတဲ့ယေရှုကိုမေးတဲ့အခါမှာလဲလေယေရှုကနေပါစေပေါက်ပါစေတဲ့ပေါင်းမင်တွေကိုနှုတ်လိုက်လို့ရှင်စဘာမင်တွေနာသွားမယ်တဲ့နောက်ဆုံးတော့ကာလမှာဆိုလို့ရှင်တော့အားလုံးနှုတ်ပြီးတော့ငါကိုယ်တိုင်မိတဲ့ကိုချပြင်မယ်လို့ပြောထားတာဖြစ်တယ်ဗောနော်ဒီနှုတ်ကပတ်တော်လေးကိုကျမတို့ဆင်ခြင်လိုက်တဲ့အခါမှာဖျားခင်ကနော် ထာဝရဖခင်နဲ့မိတ္တဟာယဖွင့်ကောင်းစားခြင်းရမယ်တဲ့အာမင်ကျွန်တော်တို့ဖခင်ကနော်အန်တီတက်တေခံသွားတယ်လို့မျိုးမာနကြီးတဲ့ဖခင်လည်းမဟုတ်ဘူးနော်အစင်အံခွဲခြားတဲ့ဖခင်လည်းမဟုတ်ဘူးနော်အယုတ်လှအမျက်မရွေးစင်ရချမ်းသာမရွေးနော်ဖခင်ကထာဝရဖခင်ကငါနဲ့မိတ္တဟာယဖွင့်ရင်လို့ကောင်းစားမယ်တဲ့အားကြောင့်ကျွန်တော်တို့မိတ္တဟာယဖွဲ့ရမှာကျမတို့စကားပြောရမှာကျမတို့တိုင်ပင်ရမှာကျမတို့ဆွေးနွေးရမှာ ကဖရားပဲဖြစ်တယ်ဒါဆိုရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့အတ္တတမှာကောင်းစားခြင်းကိုရမယ်တဲ့ပြောထားတာဖြစ်တယ်သင်ရဲ့အိမ်မှာဒုစရက်ကိုဖယ်လိုက်လို့ရှင်တဲ့ခုနရွှေကိုမြေမှုန့်ခဲ့တူ၎င်းအော်ဖီယာရွှေဆိုတာအင်မတန်ကောင်းတဲ့ရွှေဖြစ်တယ်။အော်ဖီယာရွှေကိုကြောက်စက်ခဲ့သူ၎င်းနဲ့တော့တို့ထားရလိမ့်မယ်တဲ့။အိမ်ဆိုတဲ့အခါမှာပေါ့နော်။မြင်ရတဲ့အိမ်ပေါ့နော်။အခုဒီအိမ်ပေါ့နော်။ဒါမြင်ရတဲ့အိမ်ဖြစ်တယ်။နောက်ထပ်မမြင်ရတဲ့အိမ်ဆိုတာကျမတို့နှလုံးသားပိမ့်မှန်တော့ကျမတို့ရဲ့ဖခင်ခင်နေတဲ့ ဗိမ္မာန်တော့ဖရာရဲ့အိမ်ပေါ့နော်ဒီဘာလို့နှလုံးသားအဲ့ဒီခါမှာကျွန်တော်တို့မြေရတဲ့အိမ်ကိုဒူးစရိုက်ကိုဖယ်ရမယ်လို့ပြောတဲ့ခါမှာကျမတို့အတက်တာကကျမကိုဖန်ဆင်းတဲ့ဖယားကျမရဲ့အပြစ်တွေအားလုံးကိုကဲ့တင်ပေးတဲ့ဖယားကိုမသိရှိခင်အချိန်ခါမှာတော့ကကျမတို့ထင်တဲ့လမ်းကမှန်တယ်ဆိုပြီးတော့ရှောက်ခဲ့တော်သူတွေဖြစ်တယ်အဲ့လိုမျိုးအတက်တာပြောင်းလဲလာပြီးတော့ဖယားကိုတိပြီးတော့ယုံကြည်လက်ခံလာတဲ့အချိန်မှာကျတော့ဒီဆိုင်ရဲ့အကန့်တကန့်ပေါ့နော်တနေရာမှာ ။ဘာဖွင့်ထားလဲဆိုတဲ့အခါမှာစိန်စီသင်္ကန်းတိုက်ဖွင့်ထားတာဖြစ်တယ်။နော်သင်္ကန်းတိုက်ပိုင်ရှင်ဟောနော်သင်္ကန်းတိုက်ပိုင်ရှင်ဖြစ်တယ်။ယေရှုကိုယုံကြည်လက်ခံမှကိုယ့်ရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်တယ်ဆိုတာသိလာတဲ့အချိန်မှာတော့ကိုယ့်ရဲ့လုံလက်စာအလုပ်ကဘာလဲဆိုတော့သင်္ကန်းတိုက်ပိုင်ရှင်ဖြစ်နေတယ်ပေါ့နော်။အဲ့တော့ဒီရာကိုကျမတို့နော်ဖရာသခင်ကနော်ဘလောက်ထိပြက်သားလဲဆိုလို့ရှင်နော်ဖိလိတိလူတွေကိုသွားတိုက်လို့ရှင် မြို့ကိုသွားတိတ်ပြီဆိုရရလူတွေကိုနော်ရှင်းရှင်းဖြက်စီးပလိုက်တယ်နော်ဖီလီတူတူတွေဖြက်စီးတယ်သူတို့ရဲ့ဥစ္စာတွေအားလုံးကိုယူလာတယ်အာဖိုးတန်တဲ့ပစ္စည်းတွေပေါ့နော်ယူလာပြီဆိုဖျားခင်ကပါပြောလဲသူတို့ရဲ့ဥစ္စာတွေကိုရှင်းရှင်းဖြက်စီးပါတယ်မယူရဘူးလေအဲ့လိုပြောတာဖြစ်တယ်တစ်ခါတစ်ခါကြားလို့ရှိရင်စွန့်စားခံလေးတွေရှိတယ် เนาะစွန့်စားခန်းလေးတွေရှိအရှင်ဟောเนาะဗီဒီယိုဇက်ကားတက္ကမှာဆိုလို့ရှိရင်เนาะတကယ်စွန့်စားရတဲ့အခန်းတွေရှိလို့မျိုးပဲကျွန်တော်တို့ယုံကြည်သူဖြစ်လာရင်အဲ့ဒီတက်တာကအဲ့နေရာတွေအဲ့ gate တွေကဖြတ်ကိုဖြတ်ရတာဖြစ်တယ်အဲ့ gate ကိုမဖြတ်ရင်အဲ့ shape ကိုမရောက်ဘူးဖြစ်တယ်ဟောเนาะအဲ့လိုမျိုးလှုပ်ဆောင်ခဲ့ရတာဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ရဲ့မျက်စိမှာ မြင်နိုင်တဲ့အရာပေါ့နော်မြင်နိုင်တဲ့အရာကိုကျမတို့ကအဲ့လိုမျိုးရှင်းရှင်းပေါ့နော်စွန့်ပယ်ရတယ်ပေါ့နော်စွန့်ပယ်ပြီးတဲ့အခါမှာမနောက်ထပ် တစ်နှစ်ကြာတော့ကျွန်မဘာလို့လဲဆိုတော့ဒီနေရာမှာပဲဒီဆိုင်ထဲမှာပဲကျွန်မရွှေဆိုင်လေးတစ်ခါထပ်ဖွင့်တယ်။နော်ရွှေရောင်းသေးတယ်။နော်နှစ်နည်းနည်းကြာလာတဲ့အခါကျတော့အတွင်းထဲမှာလည်းနှုတ်ကပတ်တော်တိလာပြီ။ဖခင်ရဲ့ကောင်းမြတ်ခြင်းလဲနော်အင်မတန်မှကိုယ့်ရဲ့အတ္တတိုင်းမှခံစားလာရပြီ။ကိုယ်ခံစားရတယ်လို့မျိုးမသိသေးတဲ့လူတွေကိုလည်းခံစားစေခြင်းလုံးလို့ဖခင်ကောင်းမြတ်ခြင်းတွေပြောခြင်းလာပြီ။နော်ဒီဆိုင်လေးလှုပ်ထားလဲနှစ်ပိုင်းထဲမှာပဲအောင်မြင်ခြင်းရရလာတယ်။ ဒါပေမဲ့အဲ့အရာကဘာဖြစ်လဲဆိုတော့ကျမတို့ကိုခြေချုပ်ထားသလိုခံစားရတယ်နော်ခြေချုပ်ထားသလိုဒီအရာကိုကျမတို့ကစောင့်ကြည့်နေရတယ်နော်အိမ်ကနေဘဲမှသွားလို့မရဘူးဘယ်လိုခေါ်မလဲသူ့ရဲ့အဆောင်ပြန်ဖြစ်နေတယ်ဒီရွှေရဲ့အဆောင်ကျမတို့ကပြန်ဖြစ်နေတယ်နော်ကျမဘဲရာကိုတိလာလဲဆိုတဲ့အခါမှာဆာလန်ခန်းကြီး24အငယ်1မှာနှုတ်တော်ထွက်စကားသည်ရွှေငွေအထောင်တောင်းသမကနော်ထံမိုးရှိတယ်ဆိုတဲ့အရာကို ဆင်ခြင်ရတယ်ဆိုတဲ့အခါမှာကျွန်တော်တို့ဒီဖျားကောင်းမြတ်ခြင်းကိုပြောခြင်းလာတဲ့အခါမှာဒီຢာကကျွန်တော်တို့ချုပ်ထားသလိုခံစားရတယ်။အရင်တော့တော့မေမေရှိတော့မေမေကလာပြီးတော့ကူပေးတာပေါ့နော်။ဖေဖေဆုံးသွားတယ်။နော်အိမ်မှာလည်းဘယ်သူမှမရှိတော့တဲ့အခါမှာမေမေလည်းလာမလုတ်ပေးနိုင်တော့တဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီလုတ်ကူလည်းဆုံးထွက်လိုက်တယ်။မလုတ်တော့ဘူး။အတင့်အတင့်အောင်မြင်တယ်နော်။အလုတ်ဖြစ်တယ်။အလုတ်မဖြစ်လို့ဆုံးထွက်လိုက်တာမဟုတ်ဘူး။အလုတ်ဖြစ်တယ်အောင်မြင်တယ်။ ဘာဖြစ်လို့လဲဒီလောက်ကကျမတို့ရွှေငွေထောင်တောင်းတက်မကတန်တဲ့ဖျားသခင်ရဲ့နှုတ်တော်ထွက်စကားကိုကျမတို့ရဲ့နှုတ်ရှာပါဇက်ကအစေခံမှုလို့သွားမယ်ဆိုတဲ့အရာမှာ तू ကကျမတို့ကိုဆွဲချုပ်ထားသလိုခံစားရလို့အဲ့ဒီလောက်ကိုကျမတို့ဆွန့်လွတ်လိုက်တာဖြစ်တယ်။တဆင်ပြီးတဆင်နော်။တဆင်ပြီးတဆင်ကျမတို့ရဲ့အတ္တတားမှာပေါ့နော်။အဓိကကကျမတို့အတ္တတားမှာဖျားရဲ့စကားနော်ဒီအရာကရွှေငွေထောင်တောင်းတက်မကတန်မှုရှိတယ်။ဒီဖျားကိုရလိုက်ခြင်းကကျမတို့ ရွှေငွေထောင်ထောင်ထက်မှာကကျမတို့အသက်သားတွေမှာကြွယ်ဝခြင်းရှိတယ်ဆိုတဲ့အရာကိုကျမတို့သိဖို့အိမ်မှာဒါမှအရေးကြီးတာဖြစ်တယ်။လောကသားတွေကကျမတို့ကိုတွေ့လို့ရှိရင်ရွှေဘယ်လောက်ရှိလဲ။မြေခွက်တွေဘယ်လောက်ပိုင်လဲ။နော်။ချင်းချင်းမမေးဘူးလား။မေးတယ်လေနော်။မြေခွက်ဘယ်လောက်ပိုင်ဆိုင်မှုရှိလဲ။ကို့တည်းမမေးရင်တော့ကို့ရဲ့အကြောင်းကိုသူများအောင်မမေးဘူးလား။မေးတယ်။တို့ကဒီအရာကိုပဲကြည်တာဖြစ်တယ်။နော်။ကျမတို့ကိုနော်။ ဖျားသခင်ကတော့ဗာပြောလဲတဲ့အိမ်မှာငါမကြိုက်တဲ့ဒူးစရက်ကိုဖယ်လိုက်မယ်ဆိုလို့ရှင်ရွှေကမြေမှုန်နေလို့ပေါ်လာမှာဖြစ်တယ်နော်မြစ်ထဲမှာရှိရကြောက်စရက်ကဲ့သို့တင့်ရဲ့အိမ်မှာပြည့်စင်မှာဖြစ်တယ်တဲ့နော်လောကသားတွေကတော့ကျမတို့နော်ပိုင်ဆိုင်မှုတွေဘယ်လောက်ရှိလဲရွှေဘယ်လောက်ရှိလဲမြေကွက်တွေဘယ်လောက်ရှိလဲငွေတွေဘယ်လောက်ရှိလဲပြောမယ်ဒါပေမဲ့ကျမတို့ကတော့ထာဝရဘုရားသည်ငါတို့ရဲ့ရွှေဘန်နာနော်ထာဝရဘုရားသည် ကျမတို့ရဲ့ငွေဘန်နာဖြစ်တယ်အာမင်အာမင်ကျမတို့ရဲ့ပိုင်ဆိုင်မှုကရွှေငွေထောင်ပေါင်းသမကတန်တဲ့ဘုရားဖြစ်တယ်အာမင် လောကနဲ့ဒီလောကမြေကြီးနဲ့မြေကြီးစစတစအလုံးကိုပိုင်နဲ့ဖယားရဲ့သားသမီးဖြစ်ခွင့်ရခြင်းဟာဒီရွှေငွေထောင်တောင်းသမကကျွန်တော်တို့ကတန်တယ်ဖယားရဲ့စကားကလည်းဒီရွှေငွေထောင်တောင်းသမကကျွန်မတို့ကတန်တာဖြစ်တယ်အဲကြောင့်မို့ဒီနေ့ကျွန်တော်တို့တယောက်နဲ့တယောက်ဆင်ချင်ပြီးတော့ဘာတွေကိုအစေခံကြရလဲနော်ရွှေငွေထောင်တောင်းသမကတန်ကျေးရှိတဲ့ဖယားရဲ့စကားကိုကျွန်မတို့ရဲ့နှုတ်ကြပါစက်ကနေပြီးတော့အစေခံနေတာဖြစ်တယ်မတော်ဒီအချိန်ကာလက ခုနသိန်းစော်ပြောသလိုဘာနဲ့မှမလဲနိုင်တဲ့အချိန်ဖြစ်တယ်။အဲကြောင့်မို့တံမိုးထားရမှာဖြစ်တယ်။ဒီနေရာကိုလာပြီးအတူတကွကျမတို့မှာရှိတဲ့အရာကဘာတွေရှိတာလဲဆိုကျမတို့ကိုကျမတို့ဖြစ်ချင်းကိုကျမတို့တိဖို့လို့အတွက်ဒီနေရာမှာလာပြီးတောင်းလေးရောက်ခွန်အားယူကြတာဖြစ်တယ်ပေါ့နော်။ကျကိုရဲ့ဖြစ်ချင်းကိုကိုမသိလို့ရှင်ကျမတို့လောကထဲမှာလဲသွားမှာဖြစ်တယ်။အဲကြောင့်မို့ကျမတို့ဒီနေရာမှာကိုရဲ့ဖြစ်ချင်းကိုကိုတိဖို့လို့အတွက်ဖျားခင်ရဲ့ခရီးစကားတော်တွေကျမတို့အပေါ်မှာရှိတဲ့အရာတွေကိုကျမတို့တိဖို့လို့အတွက်လာကြတာဖြစ်တယ်ပေါ့နော်အတူတူကခွန်အားယူကြတာဖြစ်တယ်ပေါ့နော် ျမတို့အသက်တာမှာအရင်တုန်းကဒီလုပ်ငန်းကကျမတို့ရဲ့ဘဝကျမတို့ရဲ့ဘဝကြီးဖြစ်ခဲ့တယ်အခုကျတော့ကျမတို့ရဲ့ဘဝကြီးဟာဖျားဖြစ်လာဒီလုပ်ငန်းကဘာဖြစ်လာလဲဆိုတဲ့အခါမှာဖျားရဲ့အကြောင်းကိုကျမတို့ရွာတွေရွာတွေမှာသွားပြောတဲ့အခါမှာကျမတို့ကဒီမှာဒီဆိုင်လေးရပါဆိုတော့နာမည်တစ်ခုတက်လို့ရတယ်အသုံးခံတဲ့ဒဇာပလာဖြစ်လာတယ်အာမင်အရင်တော့ကျမတို့ရဲ့ဒီကားက ကျမတို့ရဲ့တံမိုးထားတဲ့အရာဖြစ်တယ်အခုကြတော့ကျမတို့ယွာတွေယွာတွေကိုဖျားရဲ့ကောင်းမြတ်ခြင်းသွားပြောလို့ရှိရင်ဒီကားကိုစီးတဲ့ဒီကားကဖျားကိုလူတွေတိဖို့လို့အတွက်အသုံးခံတဲ့ဒဇဗလာဖြစ်လာတယ်အရင်တော့ကျမတို့ရဲ့ပိုင်ဆိုင်မှုရွှေရကျမတို့ရဲ့တံမိုးထားတဲ့အရာဖြစ်ပင်မဲ့အခုချိန်ခါမှာတော့အဲ့ဒီရွှေတွေကျမတို့ပိုင်ဆိုင်တဲ့ငွေတွေဟာနော်လူတွေအသက်ရှင်တဲ့ဖျားကိုတိလာဖို့ပျောက်ဆုံးဝိညာဉ်တွေဖျားကိုတိပြီးတော့ နော်ဖရားရဲ့စကားကိုကြားလာဖို့လို့အတွက်ကျမတို့အဲ့အရာတွေကကြားခံပစ္စည်းဖြစ်အသုံးချတဲ့အရာဖြစ်လာတယ်။အာမင်။ကျမတို့ရဲ့ဘုရားပါလဲအဲ့ဆိုရင်ဖရားကျမတို့ရဲ့ယုံကြည်ခြင်းကပါလဲဖရားဖရားကဘာပြောလဲဆိုတဲ့အခါမှာလူပေါင်းကတင်ချင်းရပြီးတမန်တရားကိုသိဖို့လိုရှိတယ်။ဖုရားကနင်တို့ကိုဖန်ဆင်းတာဖြစ်တယ်တင်တို့ကိုဖန်ဆင်းတာဖြစ်တယ်တင်တို့ကိုကဲ့တင်ပေးနိုင်တာလဲဒီဖုရားပဲဖြစ်ပါတယ်ဆိုတဲ့အရာကိုကျမတို့ပြောတဲ့နေရာမှာ ီခုနကကျမတို့အရင်အချိန်ခါလာတော့တန်ဖိုးထားပါတယ်ဆိုရဲရွှေတွေငွေတွေကဘာဖြစ်သွားလဲဆိုတဲ့အခါမှာအတုံးခံတဲ့ဒဇပလာတွေဖြစ်သွားတယ်။အရင်တော့ကျမတို့ဒီအိမ်ကြီးကိုအရန်တန်ဖိုးထားတယ်။ဒါပေမဲ့အခုချိန်မှာတော့ဒီအိမ်ကြီးကရွှေငွေထောင်တောင်းတမကတန်ဖိုးထားတဲ့နှုတ်တော်ထွက်စကားတွေကိုစင်ကျင်တဲ့ခိုးလုံရနေရာလေးတစ်ခုဖြစ်သွားတယ်။အာမင်။ကျမတို့အသက်တာထဲမှာအရာရာတဆင့်ပြီးတဆင့်ပြောင်းလဲဖို့လိုတာဖြစ်တယ်။တခါခါကျမတို့ဖယားကိုတော့ယုံကြည်တယ်ကျမတို့ရဲ့နံပါတ်1ကရွှေဖြစ်နေတယ်ကျမတို့ရဲ့နံပါတ် တစ်ကငွေဖြစ်နေတယ်ကျမတို့ရဲ့နံပါတ်1ကအိမ်ဖြစ်နေတယ်ကျမတို့ရဲ့နံပါတ်1ကကားဖြစ်နေတယ်ဒီဟာတွေကကျမတို့တဆင်ပြီးတဆင်ဩကြော်ဖြတ်ဖို့လိုတာဖြစ်တယ်ကျမတို့ရဲ့ဘဝကြီးကဘုရားဖြစ်ကမှာဖြစ်တယ်ကျမတို့လှုပ်ဆောင်တဲ့အရာတွေကလည်းဘုရားသခင်ကိုလူတွေသိဖို့လိုတယ်အရင်တော့အချက်ဆုံးတငယ်ချင်းဆိုတာဘဝမှာလူတိုင်းကရှိကြတယ်ဒါပေမဲ့အခုအချက်ဆုံးတငယ်ချင်းကဘာဖြစ်မလဲဆိုတဲ့အခါမှာတငယ်ချင်းမင်းတို့ရွာမှာငါတို့ယေရှုကြောင့်ပြောမယ်ဆိုနားထောင်မဲ့လူတွေရှိလားရှင့်လူစုပေးပါ နော်အချစ်ဆုံးတငယ်ချင်းကလည်းဖះစကားပြောဖို့လို့အတွက်ဂျားကန်အရာဖြစ်လာဖြစ်တယ်အဲ့တော့အရာရာတိုင်းကဂျားကန်ပစ္စည်းတွေဖြစ်သွားတယ်လူကနော်အခန်းကြီး76ငယ်ကိုမှာနော်တင်တို့ဒီစွတေတော့အခါမှာတဲ့နော်လူလက်ဖြစ်မလုတ်ဖဲနဲ့အစင်မြဲတီးပြီးတော့ဒီဖះခင်ဖန်ဆင်းတဲ့ဗိမှန်တော်မှာတဲ့အဆွေခင်မွန်ရှိစေခြင်းကဒီမမြဲသောလောကီစည်းစိမ်တွေကိုအသုံးပြုပါတဲ့နော်တခါတခါကြာရင်ကျမတို့ကဖះရဲ့ကောင်းမြတ်ခြင်းကိုပြောဖို့လို့အတွက်သွားဖို့လို့အတွက် ဆိုလို့ရှိရင်အရင်ဆုံးဘာလို့ကလဲသွားမယ်ဆိုရကျွန်တော်တို့ဘာထုတ်ရလဲပတ်စံနော်ကိုယ့်ရဲ့ပတ်စံမထုတ်ရဘူးလားလမ်းစိတ်လိုတယ်လေသွားပြောရမယ်လေကိုကားရှိလို့ကိုကားနဲ့သွားမယ်ဆိုစီဘိုးမထက်ရဘူးလားကျွန်တော်တို့ပတ်စံဒါမျိုးအသုံးပြပါရတဲ့ဘုရားသခင်ကငါရဲ့အကြောင်းကို ပြောပါတဲ့သူတို့ပြောင်းလဲတာမပြောင်းလဲတာအဲ့ဒါကျွန်တော်တို့အလုံးမဟုတ်ဘူးကျွန်တော်တို့ကပြောပဲပြောရမှာဖြစ်တယ်ပြောင်းလဲတာမပြောင်းလဲတာကသူနဲ့ဖခင်နဲ့ရှင်းရမှာဖြစ်တယ် ကျမတို့ကတော့ကြားအောင်လို့ပြောရမယ်တဲ့ဘုရားကပြောထားအဲ့လိုပြောဖို့နေရာမှာဒီမတိမြဲတဲ့ logic စည်းစိမ်တွေကိုသုံးပါတဲ့ဒီမမတိမြဲတဲ့ logic စည်းစိမ်ရွှေရင်ကိုတွေကကျမတို့ထုတ်ထားဖို့လားထုတ်ထားလို့ရှင်ဘုရားသခင်ကဗာပြောလဲမြေကြီးတော့မြုပ်ထားရဲ့လူနဲ့အတူတူပဲတဲ့နော်တိုးပေါအောင်လို့လုပ်ပါတဲ့ကျမတို့ကယုံကြည်ပါတယ်လို့ပြောပြီးတော့နော်ကျမတို့တယောက်နဲ့တယောက်နဲ့ဘုရားကောင်းမြတ်ခြင်းတွေမပြောဘူးပြောတဲ့ဆရာတွေကိုလည်းကျမတို့ကထောက်ပံ့ပေးရမှာဖြစ်တယ် အရင်တော့ကျွန်တော်တို့တက်တာမှာဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လိုက်ပြီးတော့မပြောနိုင်ခင်အချိန်မှာတော့ဆိုလို့ရှိရင်လေဖះကောင်းမြတ်ချင်ကိုလိုက်ပြောတဲ့စိတ်ကဘယ်သူရှိလဲကျွန်တော်တို့လိုက်ရှာတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ထုတ်ထားတဲ့အရာကိုသူ့ကိုပေးချင်လို့ဖြစ်တယ်နော်ကျွန်တော်တို့ဒီနေရာလေးမှာပဲဖះကိုယုံကြည်တဲ့သူတွေအချင်းချင်းရှေ့မှာပဲဖះကောင်းမြတ်ချင်ပြောနိုင်တာမဟုတ်ဘဲနဲ့ဖះသခင်ကိုလုံးဝမသိတဲ့သူတွေရှေ့မှာကျွန်တော်တို့ဖះကောင်းမြတ်ချင်ပြောနိုင်တော့သူတွေဖြစ်ဖို့လိုတာဖြစ်တယ်အာမင်အတိကကနော်ဖះနဲ့မိတ္တဟာယဖွင့်တဲ့ကောင်းစားခြင်းရောက်လာမယ် တဲ့ရဲ့အိမ်မှာဒူးစရိုက်ကိုဖယ်လို့ရှင်ရွှေကိုမြေမှုန့်ခဲ့သူနော်အော်ဖီးယားရွှေကိုကြောက်စရက်ခဲ့သူလကောင်နော်တဲ့ရဲ့အိမ်မှာပြည့်စင်မယ်ဘုရားခါပြောထားပြီးသားဖြစ်တယ်နော်ဒူးစရိုက်ဆိုတော့ခမခုနကကျွန်တော်တို့အိမ်မှာမြင်နိုင်တဲ့ဒူးစရိုက်ကိုဖယ်လိုက်တာဟုတ်သွားပြီဒါပေမဲ့မမြင်နိုင်တဲ့ကျွန်တော်တို့နှလုံးသားထဲမှာဒူးစရိုက်ရှိတယ်ကျွန်တော်တို့ကောင်းလွန်းလို့ဘုရားရဲ့နှုတ်ကပတ်တော်တွေနော်ပြောနိုင်တာအစေခံနိုင်တာမဟုတ်ဘူးကျွန်တော်တို့ဒီထဲမှာရှိတဲ့ဒူးစရိုက်တွေဘုရားသခင်ကဖယ်ပေးတာဖယ်ပေးတာတစ်ခုပြီးတစ်ခုပေါ့နော်အဲ့လိုဖယ်ပေးတဲ့ ဖရာကိုယုံကြည်ခြင်းအဖြစ်နော်တခုပြီးတခုဖရာကရှင်းထုတ်ပေးတာဖြစ်တယ်အားကြောင့်မို့ဒီနေ့ကျမတို့ဖရာသခင်နဲ့မိသားဟာရဖွဲ့ဖို့လို့ကျမတို့အိမ်မှာဒူးစိုက်တွေကိုဖယ်ဖို့လို့အတွက်ဒီနှုတ်ကပတ်တော်လေးနဲ့တိုက်တွန်းပါတယ်အရောက်ချင်းတိုင်းဖရာခင်ကောင်းကြည့်ပေးပါစေ